ဒီလိုနဲ့ဆွေတကယ်လဲရာဂိုင်းနောက်လိုက်ကိုအစွမ်းပြေးလိုက်ပြီးရင်နောက်မှာတော့ရှေ့ကနေကွယ်ပေးထားခဲ့ပြီးရင်နောက်စူလေးကြည့်နေခဲ့ကဆွေတကယ်သွေးသားကတင်းရဲတက်ခိုက်ခြင်းဝိညာဉ်ကိုလေးစားပါကြောင်းပြောလာခဲ့ကြောင်းပြောခဲ့ပြီးရင်နောက်မှာတော့အစွဲသွေးသားတွေကိုအဖွဲ့ဝင်ဖြစ်လက်ခံပါမိလားဆိုရင်စတေတပ်ပေါ်လာခဲ့ပါတယ်။စူလေးအစွဲသွေးသားကစူလိုတာကသူကအစောပိုင်းမြေကွေးလေးလားဆိုပြီးကြည့်နေခဲ့ကဖွဲ့ဝင်အနေနဲ့လက်ခံရမယ်ဟုတ်လား။ဒီဟာကတကယ်ပဲထူးခြားတာလို့ဆိုပြီးခြေနေကိုကြည့်နေခဲ့ပါတယ်။မင်းကရာဂိုင်းသွေးသားလားဆိုပြီးတော့ရော်ကီလေးကြည့်နေခဲ့တဲ့နောက်မှာတော့ ဒါဆိုရင်မင်းကရာဂန်ရဲ့အစွဲစီယာမန်နာကိုဆုပ်ယူလိုက်တာပဲရာဂန်ရဲ့အစွဲစီယာနီမန်နာကိုဆုပ်ယူလိုက်တယ်ပေါ့ဟုတ်လားအဲ့ဒါဆိုရင်ရာဂန်ရဲ့အစွဲကတွေးတောက်ကာကွယ်ဖို့အတွက်ကိုကူကူစတိလိုက်တဲ့သဘောလားဆိုပြီးတော့အစွဲရဲ့တခင်ကိုတော့ကြည်နေခဲ့ပါတယ်။ Swift Data မှာလည်းရာဂန်ရဲ့တွေးတောက်ကိုအဖွဲ့ဝင်ပြည့်ဖွဲ့ခြင်းမလားဆိုပြီးတက်လာခဲ့တဲ့အချိန်မှာတော့စောပိုင်းနဲ့ကအစွဲနဲ့ငိမ့်ငိမ့်ယူဖို့အတွက်လှုပ်ရှားရေးအတွက်ကြောင့်မလို့ညင်းမှုအတွက်ကြောင့်အချောင်းဘက်ချက်တော့မလိုမှမရှိဘူးရဲဆိုတဲ့ခလုတ်ကိုနှိပ်ပေးလိုက်ပါတယ်။တင်ကတွေးတောက်ရဲ့အဖွဲ့နဲ့အတူပဲလက်ခံလိုက်ပြီးရဲ့အတွက်ကြောင့်မလို့ ဆိုလေတကူကူကငါ့ရဲ့ခေါင်းထဲကိုရောက်လာတယ်လို့ပဲလို့ကြည်လိုက်တဲ့အချိန်မှာမာရကန်ရဲ့သွေးသားကကျွန်တော်တို့ရဲ့အရေးသခင်နဲ့ဖြစ်တဲ့စစ်ပွဲမှာကြာရှုံးသွားခဲ့ပါရဲ့။ကဘာမီကြီးကနောက်ဆုံးရှင်တန်ခဲ့တဲ့အင်အားကြီးတဲ့သူ့ရဲ့အမိန့်ကိုပဲလိုက်နာခဲ့ရမှာ။ဒါဆိုရင်ကျွန်တော်တို့ရှုံးသွားခဲ့တဲ့တဲကနောက်ထပ်အရာတွေကိုမြန်များစွာဆုံးရှုံးနေရတော့မှအင်အားကြီးမလာအောင်လုပ်ဖို့အတွက်ဆိုရင်တော့အဲ့ဒီအဆွေကပြန်လည်အင်အားကြီးမလာအောင်လုပ်ပြီးလိမ့်မယ်ဆိုပြီး Rocky လည်းတွေးနေခဲ့တဲ့နောက်ဒါကြောင့်မလို့ Rocky ကအဆွေသွေးသားကိုအမြင်နဲ့ကတ်နေခဲ့တာပဲဖြစ်ပါရဲ့။ ဒီလိုနဲ့အခြားဆင်းရဲအုပ်ချုပ်သူတွေရရှိလာခဲ့ပြီးနောက်ကြည်ရလာတော့ဒီကောင်ကအတုံးဝင်မဲမကောင်းဆိုရပဲဆိုပြီးရော်ကီကိုရွေးချယ်ခဲ့ကခရစ်စတယ်တလုံးထည့်လိုက်ပြီးရဲ့နောက်မှာတော့မင်းကငါအတိမြေအရာပဲဒါကိုရွေးချယ်လိုက်မယ်ဆိုပြီးခရစ်စတယ်တလုံးထည့်ပေးခဲ့ပါတယ် အကူကစပြီးမင်းတာဝန်ကတော့လူသားတွေကိုဖမ်းပြီးတော့သူတို့ငါတို့စီပူပေးရမယ်လို့ပြောခဲ့ကမင်းရဲ့ကိုတဲတဲကိုထည့်ပေးထားတဲ့ဟာကမင်းအင်အားကိုတိုးလာအောင်လုပ်ပီးလိမ့်မယ်ဆိုပြီးရော်ကီကိုပြောနေခဲ့ပါတယ်။သိကြတာပေါ့အဲ့ဒီတော့အတုံးပြုခဲ့တဲ့သူရဲ့ပုံမှာမူတီခဲ့ရလို့ပြောခဲ့ပြီးရင်နောက်မှာတော့အခုတော့ကြီးကြီးမြင်းမြန်းစွာတော်တော်ကနေစားရဲ့ကုမ္ပဏီနောက်ကနေလိုက်လာခဲ့ပါတယ်။ကြီးကြီးမြင်းမြန်းတဲ့စွာပွင့်ထွက်လာခဲ့ပြီးရင်နောက်တကင်ငယ်လေးရဲ့ဘရင်ကိုဖိခဲ့တော့ပြောင်းလဲခြင်းအတွေ့အကြုံခံစားနေရဆိုပြီးဘယ်ရူလေးပြောခဲ့တဲ့နောက်မှာတော့ဘာဖြစ်နေလဲဆိုတာကုတူကိုယ်တိုင်ကမသိတော့ပေမဲ့ ရော်ကီကလည်းသူကိုယ်တိုင်ဘာမှမလုပ်ဘဲနဲ့ဒီတိုင်းပဲနေမယ်ထင်လို့လားဆိုပြီးတော့ရက်အော်ရာကိုဖွင့်လိုက်ပြီးနောက်မှာတော့လိုက်ချလိုက်ပါရင်ပြင်းထန်သောခုန်ချက်နဲ့ရိုက်ချလိုက်တဲ့အတွက်ဆွဲသွေးသားနဲ့ပေါင်းစည်းလိုက်တဲ့အတွက်ကြောင့်စကေးတစ်ခုထပ်ပေါ်လာပါပြီဆိုပြီးတော့ဆိုဒီယမ်စတေတက်တက်လာတဲ့အချိန်မှာတော့ပြင်းထန်စွာအကြီးနဲ့သူတို့ဖျက်ရမယ်ဆိုပြီးဆွဲကင်ထားတဲ့အရာကဆန္ဒပြင်းပြနေဖြစ်လာနိုင်တယ်ဆိုပြီးတော့ရော်ကီစီမှလည်းတွားပြီးတက်နေခဲ့ပါတယ်။အစိုင်းသွေးသားရင်မှတ်ညံတွေရလားတကယ်ဥမာကြီးမာရင်မြင့်မြတ်တဲ့အရာပဲရော်ကီရဲ့မျက်လုံးတွေကိုတစ်ခုခုထည့်ထားလိုက်တဲ့သူကတေချာပေါက်အီတာရင်နဲ့ဆက်ဆက်နေရဆိုတော့သိလဲရပါတယ်။ အစွေသွေးသားကရော်ကီရဲ့လက်စားရှိခြင်းဟုဆိုရင်တော့သူ့ရဲ့အစားသူ့ကိုထိန်းချုပ်လို့ရရဲ့လောက်ကင်လွတ်စေချင်တာလို့အကြောင်းပြပြနေခဲ့ပါတယ်။အကယ်၍မြန်ဒါကသူ့ရဲ့အကြံစီတွေကတခုခုဆိုရင်တော့ဒီဟာဒစိတ်တစ်ပိုင်းသာဖြစ်ခဲ့မယ်ဆိုရင်ရော်ကီကိုတေချာပေါက်ရှေ့မုံပြရမယ်ဆိုပြီးတော့စူလေးတွေးခဲ့တဲ့နောက် ဒါပေမဲ့သူ့ကိုယ်ကပြင်ချဖို့အတွက်ကစွမ်းအားအလုံးလောက်မရှိသေးတဲ့အတွက်ကြောင့်လေသူကောင်းကောင်းတည်နေခဲ့ပါတယ်။ရိုဂီရဲ့စွမ်းကသူ့ထက်အဆောက်အအုံများစွာတာနေရအောင်တိလိုက်ရခဲ့ပြီးရင်နောက်တင်းဖွဲ့ဝင်ကိုကဲတင်ဖို့အတွက်ကွက်တစ်ခုလက်ခံရရှိပါပြီဆိုပြီးစတေတက်တက်လာခဲ့ကတခင်ရဲ့တွေ့တာတခင်ရဲ့တွေ့တာကိုရှာဖွေခဲ့ပြီးတော့တင်းတို့ကိုအဖွဲ့ဝင်ဖြစ်ထားလိုက်ပါဒါဆိုရင်တော့တင်းမြတ်တဲ့အရာစုရရှိပါလိမ့်မယ်ဆိုပြီးပူပေါင်းခြင်းအစွမ်းက ဆွေဒေတာနဲ့ပူပေါင်းလိုက်တဲ့အတွက်ဖြစ်ပေါ်လာပါပြီဆိုပြီးတော့ဖွင့်ရင်းပြောင်းလဲသွားခဲ့ပြီးရင်နောက်မှာစူလေသူ့ရဲ့စပင်တွေပါပြောင်းလဲသွားခဲ့ကလက်ကအာတီဖက်ကလည်းပြောင်းလဲသွားခဲ့ပြီးရင်နောက်မှာအယောင်းမိုက်တဲ့ဖွင့်တစ်ခုပြောင်းလဲသွားခဲ့ပါတယ်ဒီလိုနဲ့ပေါင်းချင်းစကေးထိ ंछ ုတ်ခြင်းဟာ တိုင်းရဲကိုထိန်းချုပ်ခြင်းစကေးလေဗယ်1ဖြစ်ပြီးတော့မန္နာကုံမှုက10စက္ကန့်ကိုတစ်ခုအနေနဲ့အစွေသွေးတိုင်းခန္ဓာကိုယ်ရဲ့ဝင်စီခြင်းအပြင်တင်းရဲခန္ဓာကိုယ်ပုံပြောင်းလဲသွားခဲ့ပြီးတော့ထို့တိုင်းရဲအစိတ်ပိုင်းအဖြစ်ရရှိလာမိမယ်ဆိုပြီးစတေတက်တက်လာခဲ့ပါတယ်။ဒီလိုနဲ့ rookie လည်းပါတယ်။ဒါဆိုရင်သူတို့နှစ်ယောက်ကအစိုင်းပေါင်းစည်းလိုက်တာလား။ဒါဆိုရင်တော့ငါရဲ့ခုတ်ချက်နဲ့ပိုင်းပြရမယ်ဆိုပြီးလှမ်းပြီးခုတ်လိုက်တာကိုရှောင်နာခဲ့ပြီးရင်နောက်ငါရဲ့ခန္ဓာကိုယ်ကလည်းတော်တော်လေးပေါ့ပါနေရဲဆိုပြီးတော့အဆူကိုလည်းတိလိုက်ရခဲ့ပြီးရင်နောက်ပြန်လည်တိုက်ခိုက်ဖို့အတွက်လုပ်နေခဲ့ပါတယ်။ ဆိုလေသူရဲ့အာယုံခံစားကပုံမူထက်မြက်လာတာကိုခံစားခဲ့ရပြီးရင်နောက်အနေရကိုဘယ်လိုရှောင်လွှဲလို့ရမလဲဆိုတာခံစားလို့ရရဲဆိုပြီးတော့ Rocky ရဲ့ပိုင်းချက်တွေကိုတော့မှပြန်လည်ကတ်ထားခဲ့ပါတယ်အခုဆိုရင်အချိန်ကြိုက်ပဲဆိုပြီးတော့ Rocky ကိုကောင်းတီးပြလိုက်ပြီးရဲ့အချိန်မှာတော့ Rocky လေးအတော်လေးလွန်းထွက်သွားခဲ့ကဒီလိုပုံမကောင်စီကနေခံလိုက်ရတာဆိုပြီးစူရောင်ပြောနေခဲ့ပါသေးတယ်ဆိုရဲထနေလိုက်တန်နဲ့ Orion နဲ့ပြောင်းလဲသွားတဲ့ဖုန်ရလည်းအရှောင်းမိုက်နေခဲ့က Artifact ကလည်းစော်လေးကိုလန်ထွက်နေခဲ့ပါတယ်မလောမရှုံးနိုင်ဆိုပြီးတော့ Rocky လေးသူ့ရဲ့ Aura ကိုထုတ်လိုက်ခဲ့ပြီးရင်နောက်အကယ်၍များက ှုံးသွားခဲ့ရင်အရာအလုံးကိုဆုံးရှုံးရလိမ့်မယ်ဆိုပြီးတော့သူ့ရဲ့ ORI ကိုဆုံးရှုံးအောင်မလေးကြောက်နေခဲ့တဲ့အတွက်ကြောင့်မလို့ပြင်းထန်တဲ့ထိုးချက်နဲ့ထိုးနေခဲ့ပါရဲ့ဘယ်ရူကလည်းအဲ့ဒီကောင်ရဲ့မန်နာကတူတာရစားဆိုပြီးအရှင်ကိုကြည့်နေခဲ့တဲ့နောက်မင်းပါလောက်ခဲ့လေဆိုတာတော့ငါမသိဘူးဂျိုင်မဲတီချာတစ်ခုရှိတာတော့ရော်ကီလဲငါမင်းလိုမျိုးလူသားတွေထံမှာဘယ်တော့မှရှုံးမှာမဟုတ်ဘူးဆိုပြီးပြောလိုက်ခဲ့တဲ့နောက်အဆုံးသတ်ကြတော့မတူညီတဲ့ဆွာကမတူညီရဲ့မျိုးနွယ်စီရလာခဲ့တာပဲဒါဆိုရင်တော့တေချာပေါ့လူသားဖြစ်နေရမင်းကိုငါအပြစ်တင်ရမယ်ဆိုပြီးတော့နိုင်ကြရဲ့မျိုးနွယ်ဆိုပြီးတော့ပြောနေခဲ့ပါသေးတယ် ပြင်းနဲ့နဲ့ခုတ်ဆက်တည်နေနှစ်ယောက်သားပိုင်ဖြက်နေခဲ့ပြီးနောက်ဆိုကလည်းပြင်းရင်တာတိရယူထားခဲ့ကသူရဲ့နီးနဲ့လက်ကိုပိုင်ဖြက်ပစ်လိုက်ပါရင်တင်းစကေးအစ်တစ်ခုရရှိပါပြီလက်တီချိုးရင်တက်ခိုက်မှု level 1ကိုတိုးလာခဲ့တဲ့နောက်မှာတော့ဆိုလေးကောင်းပြီငါရဲ့ artifact နဲ့ဆိုရင်တီချာပေါက်အတုံးဝင်မှာပဲဆိုပြီးတည်လိုက်ရခဲ့နောက်ဂျီယာကလက်တီချင်းရှင်တိုက်ရတဲ့နေရာမှာပုံမှန်ကျွမ်းကျင်လာခဲ့ပြီးတော့ဂျမ်မိတ်ကလည်းတင်းရဲ့ခန္ဓာကိုယ်ကိုအတုံးပြပြီးတော့တက်ခိုက်ရတဲ့အချိန်မှာ33ရာခိုင်နှုန်းထိတိုးသွားမိဖြစ်ကြောင်းတက်လာခဲ့ကဘဲယူကမင်းကဘလို့တောင်မှတခင်ငယ်လေးရဲ့ရှိမှာမြို့နယ်စုတွေရဲ့ရှားနာချက်တွေကိုပြောရရလေ လေလို့ပြောနေခဲ့နောက်မှာတော့ Rocky ကလေအရေးသခင်ရဲ့အပေါ်မှာဘယ်လိုမျိုးစိတ်နယ်မှုရှိရဲဆိုတာမနိုင်နိုင်ကနေပါအောင်ဒီလိုဆိုရင်ဆူလိုတာကဒီကောင်ကအရေးသခင်ရဲ့ကောင်လားဆိုပြီးကြည့်နေတဲ့အချိန်မှာပဲဆူလေအပေါ်နေချက်စီကနေပြင်းနေတဲ့စာရင်းနဲ့အပေါ်ကိုရိုက်ရှက်လိုက်ခဲ့ပြီးရင်နောက်မှာတော့ကုတ်ချက်ပေးလိုက်ပါတယ် Rocky ရဲ့ Aura ပိုင်းခုတ်ချက်ကြီးနဲ့ပြင်းထန်စွာထိကိုက်သွားခဲ့တဲ့နောက်မှာအောက်ကိုပြုတ်ချသွားခဲ့ပြီးဆူလေပုံလံပြောင်းလဲသွားခဲ့ကအချိန်ကြီးနေခဲ့ပြီးရင်အချိန်မှာတော့ သွေးတွေးတာကလေးပြန်လဲထွက်လာခဲ့ကတမလာရမယ်။မဒီချက်ဖို့တမလာရမယ်ဆိုပြီး Rocky လေးပြုတ်ကျသွားတာမှပြောနေခဲ့တဲ့အချိန်အတွင်းမှာပဲသွေးတွေးတာကလေးအကူဆင်းသွားခဲ့ကငါကူမှတ်မိသွားခဲ့ပြီးဂျာအလုံးပို့ပြီးတော့တမမာဖို့ဆိုတာဘာလို့လဲဆိုတာကိုသိသွားခဲ့ပြီး Rakan ရောမြင်နေခဲ့တဲ့နောက်ဒေါ်တာဖြစ်နေရပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်မျိုးနဲ့တခင်ကိုမကာကွယ်နိုင်လို့ဆိုပြီးတော့ပြောနေခဲ့တဲ့နောက်မှာတော့ဆိုရှယ်ဖတီတက်မှာတော့ Rocky ကိုအနိုင်ယူလိုက်နိုင်ပြီဆိုပြီးတော့စတိတက်တက်လာခဲ့ပါ ဒီလိုနဲ့စူဝန်နဲ့ဆွေတခင်ရဲ့ဒေတာတို့နဲ့ပေါင်းလို့ကြီးတိုက်စီးတဲ့အတွက်ကြောင့်မလို့ရော်ကီကိုအနိုင်ရရှိသွားခဲ့တာဘဲယူကလည်းတခင်ငယ်လေးလောက်ခဲ့တာတော်တော်ကောင်းတယ်လို့ပြောလိုက်ခဲ့တဲ့အချိန်မှာရော်ကီဆီကနေပြီးတော့အီတာရဲ့အငွေ့သက်တွေကိုခံစားနေရလေမင်းပြောခဲ့တယ်မလားငါကူးတင်မယ်နောက်ထပ်လာမယ်အဆွေတခင်ရဲ့မျက်ညံတွေကိုရရှိခဲ့တာရော်ကီရှိနေတဲ့လိုင်ကူတဲကိုဝင်လာခဲ့တဲ့မော်တော်တရှုကသူ့ရဲ့မျက်လုံးထဲကိုတခုခုထက်ခဲ့တယ်ဆိုပြီးတော့ပြောနေခဲ့တာအဲ့ဒီလူတွေကဖြစ်နိုင်တာကသူတို့ရဲ့အီတာရန်စီကများလားဆိုပြီးတော့မေးနေခဲ့ပြီးရဲ့နောက်ရော်ကီကိုရန်လိုအောင်လှုပ်ခဲတဲ့ပစ္စည်းကဘာများလဲဆိုပြီးတော့ကြည်နေခဲ့ပါ ါတယ်။တိကျတာတစ်ခုကတော့သူတို့ကအီတရမ်မဟုတ်ဆိုတာပဲ။အပြင်ဘက်ကဘာကနေလိုက်နဖျားရီတွေကသူတို့ကိုယ်တိုင်မလှူရှားနိုင်ကြဘူး။အဲ့ဒါသာသူတို့ခိုင်းလာလို့ဖို့အတွက်ကြရင်ဂျာခန့်ကိုအုံပြူကြရဆိုပြီးဘဲရီလည်းပြောနေခဲ့ပါတယ်။ဘလွေဖြစ်နေပါသည်အိမ်မဆိုးတွေလှုပ်လိုက်တဲ့အရာကတော့ဒီကဘာကိုကျူးကျော်ဖို့အတွက်ဆက်လွယ်နေလိုက်တယ်လို့ပြောရတဲ့အတွက်ကြောင့်မလို့ဆိုလေဆိုလိုတာကအီတာရန်ရဲ့ဂျာကန်နေရုပ်တွေထဲမှာဒီကဘာပေါ်မှာဆိုရင် ဒီလိုဆိုရင်တော့တီချာဘော့ကငါတရင်တချို့ကိုတက်ကြည့်ထားအကောင်းမဲ့ချင်တယ်ဒါဆိုရင်တော့အကယ်၍ငါဒီမသာအီတာရန်စီကိုလှုပ်ဖို့အတွက်လမ်းကြောင်းတစ်ခုကပျောက်သွားခဲ့မယ်ဆိုရင်အချက်လက်တချို့ကိုရဖို့အတွက်နီလန်တော့ရှိရဲဆိုပြီးဘဲရီလေးပြောနေခဲ့ပါတကယ်လားဒါဆိုရင်ဘလို့ရလဲလို့မိလိုက်တဲ့အချိန်ရော်ကီစီမှာအီတာရန်နဲ့မှတ်ညံတွေကြံနေသေးတယ်အကယ်၍လားငါသာသူ့ကိုယ်ရေဝင်ပူးသွားခဲ့ရင်သူ့ရဲ့မှတ်ညံတွေကိုဝင်ကြည့်လဲရလောက်မှာဆိုပြီးဘဲရီလေးပြောခဲ့က အဲ့ဒါကိုလုံနေတဲ့အချိန်တွင်းမှာကလည်းငါရဲ့မန္တာရီကိုပြန်လည်ဖြည့်သီးလို့ရမယ်ဆိုရင်တော့ဂဲတလုံးလေးနဲ့ငှက်နှကောင်ပြစ်တာဆိုမဟုတ်လားဆိုပြောနေခဲ့ပါတယ်။မင်းမအဲ့လိုမျိုးအစွမ်းမျိုးလေးရှိလာလားဆိုပြီးစူလေးပြောနေခဲ့တဲ့နောက်မှာတော့ဒါဆိုလေကောင်းပြီ။မင်းလုံးကြည့်လိုက်ပေါ့ဆိုပြီးတော့ခွင့်ပြီးပြေးလိုက်တဲ့အချိန်တွင်းမှာပဲ ဆိုလဲရကိုင်းသွေးသားလေးကိုမင်းငါတို့နဲ့လိုက်ခဲ့ကျင်လာမင်းမငါတို့ရဲ့ပြောင်းပြဖို့အတွက်နေရာရှိတယ်ရကိုင်းလေးလည်းဆူရှူလာခဲ့ပြီးတော့အကုန်ပတ်ပြတ်နေခဲ့ပါတယ်ဒီလိုနဲ့ဂိတ်ကားကနေပြန်လေထွက်ခဲ့ပြီးရင်တော့တခင်လေးမင်းရဲ့စကလုံးတွေကငါ့အတွက်အရန်ကိုကျင်နာနေတယ်လို့ပဲလို့ပြောခဲ့ပြီးရင်နောက်မှာတော့တပတ်ကိုပြန်လေထွက်လာခဲ့လိုက်ကတခင်ငယ်လေးအိမ်ကိုပြန်အမယ်အစားဘာလို့တန်းချက်နေကိုဝင်လာခဲ့ရလဲဆိုဘဲရူရဲမင်းနေခဲ့ရင်တော့ငါနောက်တက်မယ်ဆွေတခင်ရဲ့အတွက်နေရာရဖို့ရှာမလို့ဆိုပြီးတော့ပြောခဲ့ကအရေးတန်းချက်နေမှာလား ဟုတ်တယ်ငါမှာအစွေနဲ့ပတ်သက်တဲ့ဆက်နွယ်မှုမျိုးနေနဲ့ရှိနေခဲ့တယ်သူမှာအဆောင်လျှောက်လည်းမရှိတော့ဘူးဆိုတာနဲ့သူ့ရဲ့နေမြေကလည်းမရှိတော့ဘူးတေချာပေါက်စိတ်ကားနေနေလောက်တယ်ဆိုပြီးတော့သူ့အနေရပြဖို့အတွက်လုံနေခဲ့ပါတယ်ဒီလိုနဲ့စတေတက်ကူတက်လာခဲ့ပြီးရင်တော့အဖွဲ့ဝင်ကနောက်ထပ်လာမယ့်အဆွေတခင်ကသူ့ကိုသူ့ရဲ့နာမည်ပေးစီခြင်းနေခဲ့တာပါနောက်ထပ်လာမယ့်အဆွေတခင်ကိုလည်းနာမည်ပေးလိုက်ပါလို့ပြောနေခဲ့တဲ့နောက်မင်းငေါ့နာမည်ပေးစီခြင်းနေပေါ့ဆိုလဲကောင်းပြီမင်းရဲ့အမွေးကြီးနဲ့မိကိုရောင်ဆိုတော့မင်းရဲ့နာမည်က grey လို့ပေးလိုက်မယ်ဆိုတော့သဘောရကြာနေခဲ့ပါတယ် ဒီလိုနဲ့ grey lay သဘောကျခဲ့ပြီးရင်တော့ငါတီတွောအုပ်ထဲကိုမင်းရဲ့နေမြေအဖြစ်သတ်မှတ်ပေးလိုက်ပြီးကောင်းတဲ့နေရာမှာတုံးလုံးချပါဆိုပြီးတော့ကြိုက်တယ်လို့ညီခွင့်ပေးလိုက်ပါရဲ့အရင်တန်ချိန်နေရာတခုတွေကအစွေးနေမြေအဖြစ်သတ်မှတ်လိုက်ကြောင်းကို status တက်လာခဲ့ကဆွေတကင်းနေမြေပိုင်ရှင်က grey way သတ်မှတ်လိုက်ပါရဲ့ သူကလည်းဘဲရူကိုဂရေကပါဆောက်လက်တယ်လို့ထင်လဲလို့မိနေခဲ့ကသူကအဆွေခင်သွေးသားဆိုတော့ငါထင်တယ်လို့တက်ချီတမမဟုတ်ရင်မကောင်းဆိုးရည်ကိုစားမယ်ထင်တယ်လို့ပြောတော့ဒါဆိုရင်တော့ကောင်းသားပဲသူတက်ခိုက်နေရင်လည်းမကောင်းဆိုးရည်ကိုကျွေးလို့ရတယ်ဒီနေရာမှာငါမရှင်းရသေးရင်မကောင်းဆိုးရည်တချို့လည်းရှိနေသေးတယ်ငါဂရေကိုနည်းနည်းတော့အမဲလိုက်ခိုင်းရင်ကောင်းမယ်ဆိုပြီးတော့ပြီးနာမှလည်းဂေါဘလင်တကောင်ကကြည်နေခဲ့ပါတယ်ဒီလိုနဲ့ဂရေကိုအမဲလိုက်ခိုင်းပြီးရင်တော့ဂေါဘလင်ကိုပတ်သက်နေခဲ့က သူ့ရဲ့အစာလေးဖြစ်တယ်လို့တက်ခိုက်ရှင်အတွက်စူလဲပေါ်စီကနေကြည်နေခဲ့ပြီးတော့တကောင်လင်းမြန်ပိုင်းဖြက်လိုက်ပါတယ်။ကောင်းတာပဲမြန်သားပဲဂရေးဆိုပြီးပြောနေခဲ့ကငါဒီလောကတွင်ရာသီပစ္စည်းတွေကိုပြန်စီစဉ်လိုက်အောင်မယ်ဆိုပြီးတော့စူလဲလုံးနေခဲ့ပါတယ်။ဒီလိုနဲ့စွမ်းအမတ်က plus site တက်လာခဲ့ပြီးရင်တော့ခေါင်းစဉ်ကဝင်းမလီတက်မားဆိုပြီးတော့ green လေးပေါ်လာခဲ့က ဒီလိုနဲ့နောက်တစ်ခုစတေတက်တက်လာခဲ့ပြီးရင်တော့အစွဲတကင်းသွေးသားတွေကိုရှာဖွေပြီးတော့အဖွဲ့ဝင်ဖြစ်ပြုလုပ်ပါဆိုပြီးတက်လာခဲ့ကတခင့်တော့ဟာဒီလိုစနစ်မျိုးမရခဲ့ပါဘူး။ငါတို့ကြားရတော့ level တက်နေတဲ့စနစ်ကတင်းအတွက်လုပ်ပြီးထားတာတဲ့အရင်စနစ်ကအနေရရှိတာတွေကိုဖဲထုတ်ပြီးတော့တချို့ဟာတွေကိုပြန်လဲပြင်ဆင်ရေးပေးထားခဲ့တယ်။အနေရရှိတယ်။ဘလို့အနေရရှိရလဲလို့ဆိုလဲမေးနေခဲ့တဲ့နောက်အရှင်တော်ကစနေလောက်တော့ဘောကစောင်းကျင်မှုကိုအစွမ်းကြီးမအောင်လုပ်ခဲ့ပြီးတော့သူ့ကိုစနေရေးဆွဲသူကအရေးသခင်ကိုလူပြန်ဝင်စားဖို့အတွက်အဲ့ဒီခန္ဓာကိုတုံးမလို့လုပ်ခဲ့တာ ကေယူများအဲဒီစီတင်ထားခဲ့တာအောင်မြင်သွားခဲ့မယ်ဆိုရင်မင်းဖေရဲ့ဝိညာဉ်ကဖြတ်စည်းခံရလိမ့်မယ်လို့ပြောခဲ့ပြီးတော့ဘလိုပဲဖြစ်နေပါသေးမင်းဖေကစနစ်ကိုအန်တူးနိုင်ခဲ့ပြီးတော့သူကိုယ်တိုင်အရေးသခင်ဖြစ်လာခဲ့တယ်။ဒါဆိုရင်တော့အရေးအီကေဒေကအစင်တက်စရာအကြောင်းမရှိတော့ဘူးလေ။ကြီးရဲ့မြင်မဲ့တဲ့ပုံကိုယ်တယောက်ဖြစ်လာခဲ့လို့ပဲ။ဆိုလေအဲ့ဒီတော့အခုကစနစ်ကငါ့ကိုအရေးသခင်ဖြစ်လာအောင်လုပ်ပြီးနေခဲ့တာလား။ အဲ့လိုတော့မဟုတ်ဘူးဒီကဘာမှာအရေးသခင်ကတယောက်ပဲရှိတယ်စနစ်ကမင်းကိုထူးချွန်လာဖို့အတွက်တေချာပေါက်ကူညီဖို့ထည့်ထားပေးလိမ့်မယ်ပြီးတော့မင်းအတွက် guide တစ်ခုကိုလုပ်ပေးလိမ့်မယ်အကယ်၍များနီလန်းအစ်စ်ကပေါ်လာခဲ့မယ်ဆိုရင်အဲ့ဒီအရာကိုကူညီဖို့အတွက်တေချာတယ်မိုင်းစနစ်ရဲ့ပစ္စည်း ဒါဆိုရင်ဘယ်လိုလဲစတေတဝင်းကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာ level ကဆက်ချောက်ဖြစ်နေခဲ့ပြီးရဲ့နောက်အားလုံးစစ်ကြေးကြည့်လိုက်တဲ့အချိန်မင်းပြောတာကိုနားထောင်ပြီးတော့နည်းနည်းတော့ငါနားလေလာတော့ပဲဘာလို့ငါမှ class မရှိရလဲဆိုပြီးတော့ကြည့်နေခဲ့တဲ့အချိန် level 1ကငါနောက်ကမိကိုကောင်လိုက်နေတဲ့တော့ status နဲ့ဆိုင်ရင်တော့အခု status ကတိတိတတတာကိုတိုးလာခဲ့ပြီဆိုပြီးစဉ်းစားရင်အတုံးဝင်တဲ့ skill တော်တော်များများကလည်းရထားပြီးပြီမလို့ဘယ်လိုပဲဖြစ်နေပါစေငါအားနည်းနေတော့မယ်ဆိုပြီးတော့ကြည့်နေခဲ့ပါတယ် ဂျီလိုနဲ့ဂရေးလည်းအကောင်လင်းကောင်းလေးကိုပိုင်ဖြတ်ခဲ့ပြီးရင်နောက်ဆွမ်းနာတော်ဖြစ်ခဲ့တဲ့တိုက်ပွဲမှာဆိုရင်ဂရေးနဲ့အပူပေါင်းခဲ့ပြီးတော့စကီးတာမရှိခင်ငါတီတာဘရော်ကီကိုရှုံးနေလောက်ပြီးအဲ့ဒီစကီးကဖွန်ပြောင်းလဲညက်စကီးကအရန်ဥမိုက်တာပဲဆိုပြီးစူလေးပြောနေခဲ့ကကေယူမြန်ရင်စနစ်ကငါလူချင်းတဲ့ပုံစံတိုင်းကွက်တီကိုပြီးခဲ့မယ်ဆိုရင်အဲ့ဒီကွက်တီကိုဆက်ရှင်းဖြည့်ရှင်းလိုက်မယ်ဒါဆိုရင်တော့အဲ့ဒီတွေကဖြည့်ရှင်းနေရင်လည်းငါရဲ့မိဘတွေတွေ့နိုင်လောက်ပါတယ်ဆိုပြီးတော့စူလေးကြောက်ကတော့ဂျင်ဦးနဲ့ဟေရင်ကိုပြန်လဲတွေ့ကျင်နေခဲ့ပါတယ် ါဆိုရင်ကောင်းပြီငါတို့တွားလိုက်ကြအောင်မင်းမရော်ကီရဲ့မှတ်ဉာဏ်နဲ့မှအီတရန်ရှီယာလက်ရာတွေကိုတွေးမိလာလို့မီးတော့သူရဲ့မှတ်ဉာဏ်တွေကိုကြည့်ခဲ့သေးတယ်။ဒါပေမဲ့အဲ့ဒီမှာကအီတရန်ရဲ့နေရုပ်တွေကဘရော်ကီကိုအုံနောက်စီးနေအောင်မတွေ့ခဲ့ရဘူး။အေးရတက်တီမရှိဘူးဆိုတဲ့သဘောပေါက်ဆိုလေပြောခင်မယ်။ဒါပေမဲ့ရှက်လက်တစ်ခုတော့ရှိနေခဲ့တယ်။အဲ့ဒီမှာလူသားတွေရဲ့မှတ်ဉာဏ်တွေကိုတော့ကျွန်တော်တွေ့ခဲ့ရတယ်။သူတို့တွေက Rocky အတွက် Hannah Kite ကိုတီထောင်ပေးခဲ့ပြီးတော့ပြန်ပြီးဆွဲခံတရရတဲ့လူတွေကိုစီးကုပ်ပေးနေခဲ့ကသူတို့ကရဲ့နာမည်ကဘာဖြစ်တဲ့ Guide တစ်ခု တရင်စားတွေကိုက်တကူအကင်းရီတာငါတို့ဒါအဲဒီကိုက်အချောင်းကိုစုံစမ်းလိုက်မယ်ဆိုရင်အီတာရန်အချောင်းကိုပုံမူတည်နိုင်လိမ့်မယ်ထင်တယ်ဆိုပြီးတော့လောင်းမှာ ဒီလိုနဲ့တိမင်းတမန်ဂိုင်အေလက်ချောက်စီယူဖြစ်တဲ့အီရန်ဟန်တာဖြစ်ပြီးတော့လီမင်ဆောင်ချီကိုတော့သွန်နာအကြောင်းအရာတွေပြောပြခဲ့ပြီးရဲ့နောက်မှာတော့သူတို့ဂိုက်ကိုအတွက်လာရောက်တက်ဖက်သွားခဲ့တဲ့သူကမျက်နှာဖုံးနဲ့ဟန်တာငွေတယောက်ဖြစ်ကြောင်းပြောနေခဲ့ကဒီကောင်ဘာလို့အဲ့လိုထိလုံနေရလဲဆိုပြီးတော့ဒေါ်လာကြီးထွက်နေခဲ့ပြီးခုံကြိုက်ခွဲပစ်လိုက်ပါအဲ့ကောင်ဘရိုဂီကိုတက်ခဲ့ပြီးတော့ဟန်တာဂိုက်ကိုဖျက်ဆီးခဲ့တဲ့ကောင်အသက်ရှင်ခဲ့တဲ့ကောင်တွေကလည်းအဲ့ဒီစီကနေအချက်လက်တွေရတာဆိုတော့မျက်နှာဖုံးမဲဝစ်ထားတဲ့ကောင်ကအသက်ငယ်နဲ့မဟုတ်ဆိုဒါဆိုရင်တော့ဒီကောင်ရဲ့အချက်လက်တွေကိုတေချာမမရခဲ့ဘူးဆိုရင်ကောင်တစ်ကောင်စီဝင်ဖို့အတွက်ငါရှိန်ဖြုံးပြ ို့အချိန်ရှိတော့ဘူးအခုချိန်ကတော့ဒီတက်ပူရေးကြီးတဲ့အရာကိုလှုပ်ရမယ်ဆိုပြီးတော့ကြည်နေခဲ့ပါတယ်။မဟုတ်သူဖြစ်ဖို့နိုးထလာအောင်လှုပ်ပြီးရဲစီမုံကိုယူလိုက်ပြီးရင်တော့အကယ်၍ဒီစီပွားရေးတာအောင်မြင်ခဲ့မယ်ဆိုရင်တော့ဘယ်ကောင်မှငါ့ကိုငုတ်ချည်ရတော့မှမဟုတ်ဘူးဆိုပြီးတော့လုံနေခဲ့ပါတယ်။တပတ်မှာတော့ grey လေသူ့ရဲ့အစာတောက်တဲ့ goblin တွေကိုတတ်ခဲ့ပြီးတဲ့အချိန်မှာမင်းကအခုတတ်ခိုက်ခဲ့တဲ့နေရာမှာနည်းနည်းတော်လာပြီပဲပို့ပြီးတော့လေ့ကျင့်မယ်အဲ့ဒါဆိုရင်တော့မင်းကတခင်ငယ်လေးအတွက်အခုကြီးဖြစ်လာလိမ့်မယ်လို့ပြောခဲ့တဲ့နောက်မှာတော့ ဆိုလေစတေတက်ကိုစိတ်ကြည့်လိုက်တဲ့အချိန်မှာဂရီးယားမော့တားရဲတွေကိုအမဲလိုက်တဲ့နေရာမှာတက်မဆက်ပြည်သွားခဲ့ပါပြီအခုကစားသမားအဖြစ်ကိုအဆင့်မြင့်တင်ပါတော့မယ်ရှော့တောင်းအမိအတွေ့အကြုံက50ရာခိုင်နှုန်းဆိုပြီးပြလာခဲ့တဲ့နောက်ဘဲယူဂရီးမဲလိုက်တာတဲ့ပို့ပြီးတော့ငါရဲ့ဆွမ်းကပုံမတိုးလာခဲ့တယ်ဒီလူမျိုးဟာကအရင်ဆနစ်တင်မှလည်းရှိခဲ့တာလားမီးတော့ဘဲယူကလည်းတကယ်ရှိခဲ့လို့လားရတာတဲ့အရာတွေကို50ရာခိုင်နှုန်းရှော့ပစ်မယ်ဆိုပြီးတော့ကိုယ်တိုင်အမဲလိုက်တာတိုးလာရဲ့အမှတ်ကနေပြီးတော်တော်လေးကိုကွာရှားနေရမဟုတ်ဘူးလားလို့မီးလိုက်တော့ဒါဆိုရင်တော့အခုဂရီးကိုအချိန်ကထပ်ပို့ပြီးတော့အမဲလိုက်ခံရတော့မှာ ဆိုပြီးတော့လုံနေခဲ့ပါရဲ့။ဂွေလေးကြည့်နေခဲ့ကအခု status ဝင်လို့ချက်ပြီးတော့ပေါ်လာခဲ့တဲ့အချိန်အရေးတန်းကျန်နေမှာမော်တာရဲကိုတတ်မှတ်ထားတဲ့အရေးအတွက်ကြည့်ရှင်းပြလိုက်တဲ့အတွက်ကြောင့်မလို့ကွက်တစ်တစ်ခုပေါ်လာခဲ့ပါပြီဆိုပြီးတော့ကြည့်နေခဲ့တဲ့အချိန် daily ကွက်အရေးတန်းကျန်နေကိုရှင်းလင်းခဲ့ဖို့ရလာခဲ့ပါပြီဆိုပြီးတော့ပေါ်လာခဲ့က daily ကွက်ကမှင်သာရေအတွက်တရားနဲ့မှင်သာတက်ဖွဲ့ရဆယ်ပွဲရှိပြီးတော့မှင်သာစစ်တက်ကတစ်တက်လုံးရှိနေခဲ့ပါရဲ့။ဒီလိုနဲ့အရေးအတွက်တစ်ခုလုံးပေါ်လာခဲ့တဲ့နောက် daily ကွက်လာ ဒီဒေးလီရွက်ကသူ့အတွက်ခက်ခဲနေမလားဆိုပြီးစုလဲကြည့်နေခဲ့ကဒါရီကငါ့ကိုမင်းသားတွေရှင်းခိုင်းနေခဲ့တာလားအကယ်လို့များကွက်ကသာရှိနေခဲ့မယ်ဆိုရင်ရှားလာတဲ့စုလက်တွေလည်းရှိမှာပဲပြီးတော့အဲ့ဒါကဒေးလီကွက်ဆိုတော့အတိတ်ပဲကငါနေတိုင်းသွားရှင်းပြမယ်ဆိုရင်စုတွေရလာမယ်သဘောလားဆိုပြီးတွေးနေခဲ့တဲ့နောက်ဘဲရုကတော့ကြည့်ရတာကစနစ်ကဒီနီယာကိုအသင်းရဲ့ပိုင်တဲ့အဖြစ်လှုပ်စီခြင်းနဲ့ပုံမယ်လို့ပြောနေခဲ့ပါတယ်ဆိုလေငါ့ကိုဒီလောက်ကျတဲ့နေရာမှာမင်းသားတရားကိုရှင်းခိုင်းနေခဲ့တာပဲ ဒါဆိုရင်လည်းလုတ်ပြရဖို့ဆိုပြီးတော့ဆိုလေမင်းသားခေါ်ရဲဥကျိုကိုထောက်လိုက်ပြီးနာကော်ပလင်နေအုံပြည့်ရဲ့မင်းသားမော်ကိုထောက်လိုက်ပြီးရဲ့အချိန်အတွင်းမှာငါတော်ဟိုတယ်လောမင်းသားတွေကိုတက်ခဲ့ပြီးတော့ရခဲ့တာဒါဆိုရင်တော့ငါအုံပြည့်ကြည့်လိုက်မယ်ဆိုပြီးတင်အားနီနာမှာရှိတဲ့မင်းသားတွေကိုခေါ်ဖို့အတွက်ဥကျိုအုံပြည့်နေပါသေးဆိုရဲ့စတေတက်လာခဲ့ပြီးရဲ့နာ ော်ပလင်းကောင်းလေးလေးအုတ်လိုက်ကိုတက်လာခဲ့ကစုလေးငါထင်ခဲ့တဲ့အတိုင်းပဲဒီနေရာမှာအနာမရှိရဲ့မဲသားတွေကိုဒီတိုင်းတစုတစည်းနဲ့ထဖို့အတွက်အဲ့ရောင်မောက်လိုက်တာပဲတရားတကယ်ကိုအံ့ဩဖို့ကောင်းတယ်ဆိုပြီးဘဲယူလေးပြောနေခဲ့ပါတယ်။သူလက်ကအော်ရာကိုဖွင့်ချလိုက်ခဲ့ပြီးရဲ့အချိန်ပြင်းထန်တော့ထိုးချက်နေနဲ့စတင်တိုက်ခိုက်ခဲ့ပြီးရဲ့နောက်မှာတော့အကုန်လုံးချက်ဆက်ကောင်းတဲ့ရှင်ဝါနဲ့ကြည်နေခဲ့ပြီးတစ်ချက်တည်းနဲ့ဒီမျက်ခွက်လေးအိစိန်သွားခဲ့ကကော်ပလင်းကောင်းလေးရှော့သွားခဲ့ပါတယ်။ဒီလိုနဲ့ကြည်တဲ့မြင်းမြတ်စွာသောတိုက်ခိုက်မှုတွေနဲ့ခြေကိုပိုင်ဖက်နေခဲ့ပြီးရဲ့နောက်မင်းသားတွေကိုလက်တီနဲ့ထိုးလိုက်ရင်အဲ့လောက်ထိပျော်ဖို့မကောင်းတော့ဘူးဆိုပြီးတော့အတိုင်းမဲ့ငါတို့ အကောင်လုံးရှင်းပြဖို့ဆိုရင်တော့ဒီနားမှာရှိရမင်းသားများကိုစင့်ခေါ်ဖို့အတွက်ဥကြော့ကိုထပ်သုံးလိုက်ခဲ့ပြီးရင်ညပြစွာသောမင်းသားစစ်တပ်လည်းရောက်ရှိလာခဲ့ပါတယ်။တင်းရင်ဒီနားမှာရှိရမင်းသားတွေကိုစင့်ခေါ်နိုင်ဖို့အတွက်ဥကြော့ကိုထပ်လက်သုံးလိုက်ပြီးဆိုပြီးတော့စစ်တပ်တပ်ပြီးကြခေါ်နေခဲ့ပြီးရင်နောက်မဆီကိုလာထားတဲ့ကောင်တွေကဒီတက်ဆိုင်တော့ပုံပုံများလောက်မှာပါ arrive လောက်လိုက်ခဲ့ပြီးရင်နောက်မှာတော့သူ့ရဲ့ goblin ကောင်တွေနဲ့ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့ grey လည်းသူ့ရဲ့မင်းသားတွေပိုင်ဖြတ်ခဲ့ပြီးရဲ့အချိန်မှာ grey နဲ့ moblin တွေထွက်လာတဲ့ goblin ကောင်တွေနဲ့အားလုံးပိုင်ဖြတ်ခဲ့ပြီးရင်နောက် delugat ကိုခဏအတွင်းမှာရှင်းပြ င်နိုင်ခဲ့ပါတယ်။၃နိုင်လောက်အကြာမှာမဲလိုက်ခရရဲ့အတွက် Grey Territory ပြန်မှန်းသွားခဲ့ပြီးရင်နောက် Daily Quest အရေးတန်းချက်တွေကိုရှင်းလင်းတာပြီးဆုံးသွားပါပြီဆိုတဲ့ status လေးပေါ်လာခဲ့ပြီးရင်နောက်စုကိုရကြည့်ပါပြီဆိုတော့စုကိုလက်ခံမလားဆိုပြီးတော့ status လေးတက်လာခဲ့ပါတယ်။ဘာမှန်းဖြစ်မလဲဆိုပြီးတော့ berry လေးကြည်နေခဲ့တဲ့အချိန်ကွက်ကအမှတ်ကြီးကတော့နည်းနည်းတော့ထူးဆန်းတယ်လို့ပဲကြည်ရတာငါတတ်မှတ်ထားတဲ့အမှတ်ကိုကြော်တော်သွားတာတော့မှအစီအတွက်ကရှည်နေတုံးပဲမဖြစ်နိုင်တာ သူရေတွက်ဖြစ်သွားတာမှဆက်ပြီးရေတွက်နေရဲဆိုတော့အဲ့ဒီနောက်ွယ်မှာတခုခုရှိအောင်မင်းချင်တယ်ဘယ်လောက်ထိရအောင်တိုက်ခိုက်မလဲဆိုတာကြည့်လိုက်ရအောင်ဆိုပြီးလုံနေခဲ့တဲ့အချိန်အတွင်းမှာဒီလီကွက်ကအရေးတန်ချက်တွေကိုရှင်းလင်းခြင်းအတွက်တရာဦးမှ200ထိရအောင်တိုက်ခိုက်ပြီးရောနှစ်ဆလောက်တူးမြင့်တိုက်ခိုက်လိုက်ပါတယ်ဂရိတယောက်လေးအတော်လေးပြင်ပန်းသွားခဲ့ပြီးရနောက် Fighter Request ကအရေးတန်ချက်ကိုရှင်းလင်းတာပြီးဆုံးသွားခဲ့ပါပြီ Quest ကိုပြီးမြောက်သွားတဲ့အတွက်ကြောင့်ဆူရရှိပါပြီဆိုပြီးတော့ State တက်လေးတက်လာခဲ့ပါတယ် ဂွေလေးတော်တော်လေးကိုပင်မန်းကေကအိမ်နောက်မှာနောက်ကွယ်တကယ်တခုခုရှိနေခဲ့တာပဲလက်ကမီဆိုပြီးတော့ state up ပေါ်လာခဲ့တဲ့နောက်စုက state up ပြန်လည်ရယူခြင်းနဲ့ state up map plus 30ဆိုပြီးတော့တက်လာခဲ့လိုက်ပါတယ်။ဂျာမန်ကောင်းယူကြီးဖြစ်တဲ့အတွက်ကြောင့်ပထမဆုကိုလက်ခံလိုက်တဲ့အချိန်ပြန်လည်ကုသခြင်း skill ကိုရရှိသွားခဲ့ပြီးတော့ငါးပေလေးတက်ပောင်းလိုမျိုးပြန်လည်ကုသခြင်း skill ကိုရရှိလိုက်ပြီးဒါအောင်တင်ထားခဲ့ရင်တော့တိုက်ပွဲလေမှာဒဏ်ရာရသွားခဲ့ရင်အခါခါအုံဝင်လောက်တဲ့ဆိုပြီးတော့စုလေးတွေးနေခဲ့တဲ့နောက်ဒုတိယမဆုကိုလက်ခံလိုက်တဲ့အချိန်မှာတော့ငါးလေးပဲတက်လာတာနဲ့များ state up map တွေကိုရဖို့အတွက်ခက်ခဲသွားနိုင်တယ်။ဒါပေမဲ့ ြည့်ရတာက daily quest ကိုလုံရင်နဲ့ရနိုင်မယ်ထင်တယ်။နောက်ဆုံးသူတစ်ခုကိုလက်ခံလိုက်တဲ့နောက်မှာတော့တင်ကြပန်းတစ်တာနှစ်ခုတည်းကတစ်ခုကိုရွေးချယ်ဖို့လိုပါသည်။ဘယ်ရောက်ရွေးချယ်မလဲ။ကြပန်းတစ်တာကစားလူတွေပစ္စည်းတစ်ခုကိုပေးခဲ့ပြီဆိုပြီးတော့ state တစ်ခုတက်လာခဲ့တဲ့အချိန်မှာဘောက်ဖြူနဲ့ဘောက်နီလေးတက်လာခဲ့ပါရင်အကယ်၍ငါသာဒေါအလူချင်းနဲ့ရောက်ရွေးခဲ့မယ်ဆိုရင်အတုံးမဝင်တဲ့ဟာကိုရနိုင်လောက်တဲ့ဂျိုင်းမင်းငါလိုအပ်တဲ့အရာကိုရွေးလိုက်မယ်ဆိုရင်တော့ငါမလူချင်းနဲ့ရောက်လေရနိုင်တယ် ဒါပေမဲ့ငါလိုချင်နေကြာများတယ်လောလောဆယ်တော့ငါအခုလိုအပ်ကြာတွေကိုပို့ပြီးတော့များနေလောက်တဲ့ဆိုပြီးတင်ဖက်ချက်ဥကျို့ကိုရရှိခဲ့ပါပြီဆိုပြီးတော့ဥကျို့တခုရရှိသွားခဲ့ပြီးရင်တော့လက်အိတ်တွေလာတကယ်ကိုမိုက်တဲ့ကြာတွေပဲ TRD ဖက်တီးယားသူ့အတွက်သုံးဝင်လောက်မယ်ဆိုပြီးတော့အတော်လေးပြောသွားခဲ့ပါတယ် ပစ္စည်းကတော့ Vatican ရဲ့ဥကျုပ်တခုဖြစ်ပြီးတော့ရှားပါအစင်းဖြစ်နေခဲ့ကအမျိုးသားလက်ရေးကတက်ခိုင်နှုံပလက်40ကြီးရှိနေခဲ့ပါတယ်။ဒီလောက်ကြီးကျယ်မြင့်မြတ်တဲ့အရာငါရဲ့တက်ခိုင်နှုံနဲ့ဆိုအတော်ပဲလို့တွေးနေခဲ့ပြီးတော့ငါအမြဲတမ်းငါရဲ့အရေးစစ်သားတွေကိုလက်နက်ဖြစ်ပြောင်းလဲလို့မရဘူး။အဲဒီတော့တီးတန်းလန်းတဲ့တခုလိုချင်နေရတဲ့ဒါကောင်းတာပဲဆိုပြီးတော့တွေးခဲ့ပါတယ်။လက်ကိုဝစ်ဆင်လိုက်တဲ့အချိန် Artifact ကရန်ကိုလန်ထွက်နေခဲ့ပြီးရင်တော့ပြီးတော့ကြည်ရတာဒီလက်အိတ်ကတက်ခိုင်မှုကို30ရာခိုင်နှုန်းထိတိုးပြီးရဆိုတော့နက်ဆိုးတွေကိုမဲလိုက်တာနဲ့အမျှအဲဒီရာခိုင်နှုန်းကတိုးသွားမယ်လို့ဆိုလိုတာဆိုပြီးတော့တွေးနေခဲ့ပါတယ်။ ဒါကနည်းနည်းလေးလေးတယ်ဆိုပေမဲ့ငါရဲ့ status အမှတ်တွေကိုပြန်ပြီးခွန်အားတိုးဖို့အတွက်အသုံးဝင်နေအဲဒီတော့ငါ net story ကိုရှင်းမုံရင်းနဲ့ငါရဲ့ LED ကိုအစင်းမြင့်တင်ရမယ်ဆိုပြီးတော့တင်းရဲ့ mapper status ပြောင်းလဲသွားခြင်းရရှိခဲ့ပါတယ်။ gray ရုံကြည်မှုအားလေးစားခြင်းနဲ့အနေနဲ့အကြောက်တရားကိုပြောင်းလဲသွားခဲ့ပါပြီးတခင်ငယ်လေးရဲ့ gray ကမတတ်မထားတဲ့ခန္ဓာကိုယ်ကအများလို့အရေးစစ်တာမဟုတ်တော့ပါဘူးဆိုပြီးတော့ပြောနေခဲ့ပါတယ်။ gray လေးတော်တော်ပြင်ပန်းသွားတဲ့အတွက်ကြောင့်မလို့စုလေးတောင်းပန်နေခဲ့က အပြင်မှာခြားခြားတကူရှိရလို့ပြောခဲ့ပြီးတော့တန်ချက်နေရနေထွက်ခွာလာခဲ့ပါရဲ့ဟန္နာကိုင်းနဲ့ဆက်နယ်နေရဲ့ဂိုက်ကတေမင်းကိုင်းမလားဟုတ်တယ်အဲ့ဒီနေရာမှာဘယ်ကနေစပြီးတော့ခြားတင်လဲဆိုပြီးစူလေးတွေးနေခဲ့တဲ့နောက်မှာတော့တွေးဆရာကြီးကနေပြီးတော့ကုညီဘုတ်တက်စာတလောင်ရောက်လာခဲ့ကစူဘူတိုင်ကွင်းပြင်နေရအနေရဇုံထဲမှာစူငါတီမှာဆိုပြီးခေါ်နေခဲ့တဲ့နောက်လာပြီးအတွက်ခြေသူပါကွာငါတီနေတန်းချက်နေဝင်ရမှာဂျာပေမဲ့ခြားဖွေသူအနေနဲ့ပြန်လဲပြီးတော့မဆက်သွယ်ကြလို့လေအားကြောင့်မလို့ငါတို့ကကုညီပေးပါလားဆိုပြီးပြောနေခဲ့က ဆိုကလည်းကျွန်တော်ကူညီပေးပါမယ်ဆိတ်လျှောက်လိုက်ပါတော့ပြောခဲ့ပြီးရင်တော့ဆိုမင်းကအကောင်းဆုံးမင်းလို့ပြောနေရတာအဲဒါဆိုရင်အကွာဝေးဝစ်စုံတကူဝင့်မလားမိုင်းတူးသမားတွေကျထပ်ပြီးတော့ရှာဖွေဖို့အတွက်ပုံမှန်ပြီးတော့အန်ဒီရှိကြတယ်အေရတာဝစ်ထားတာအကောင်းဆုံးရင်မိုင်းတူးသမားတွေကဆင်းလင်းခဲ့ပြီးတော့တန်ကျန်တွေရဲ့နေရာအဆုံမှာနောက်ဆုံးမှာတော့ဆိတ်ချရချည်ရဲ့နေရာရရှိခဲ့တယ်ဂျိုင်းမဲရှာဖွေသူတွေကတက်ခိုက်တဲ့အဖွဲ့ဒီတည်သွားခဲ့ရင်တော့မော်တာရဲတွေကိုတဲရတယ်ဆိုတော့အကာအကွယ်ရှိနေဖို့လိုရယ်ဆိုပြီးပြောခဲ့ကငါတို့စီကိုရှာရောက်နိုင်တဲ့အန်ဒီရဲ့အတွက်အသင့်ပြင်ထားဖို့အတွက်ဒါလေးဝစ်ထားပါဆိုပြီးတော့ပြီးခဲ့ပါတယ် ်ပြီးတော့တေဗီသားတားကောင်းနေတဲ့ခန္ဓာကိုယ်ကအစူးတွေအစွဲတွေကနေတန်ရာရရှိနိုင်သေးတယ်။အဲဒီတော့ဂျာအကာကွယ်ဝတ်စုံနဲ့အကြောင်းရင်းမောဆိုပြီးတော့ပြောခဲ့ပါတယ်။ဒီလိုနဲ့ဟန်နာကိုင်ရကောင်းနေရလာခဲ့ပြီးတော့ဘာလို့ရှာဖွေရေးဖွဲ့ရလူတွေကနဲနေရလဲလို့မေးနေခဲ့တာ။အဲအတွက်တောင်းပန်ပါတယ်။ဒီနေ့အတွက်လာရမယ့်ရှာဖွေရေးသမားတွေကအကုန်လုံးပြောင်းနေကြလို့ပါ။စာချုပ်ကိုလက်မှတ်ထိုးခဲ့ပြီးရင်နောက်မှာတော့အဲ့လိုမျိုးအရှိမင်းရှိတဲ့စကားတွေပြောနိုင်ကြတာလေ။ ငါတို့တီမင်းကိုက်ကဂျီနီယာဝင်ဖို့ရအတွက်ဘယ်လောက်ထိပေးထားရဲဆိုတော့မင်းတို့တီလာကေရီသားမင်းတို့နှစ်ကောင်သားနှီးခွေးနေမယ်ဆိုရင်တော့အဖွဲချုပ်ကိုကင်ပြီးတော့ရှာပွေသူအဖြစ်ပဲတော့မှလုံးလုံးမရအောင်လှုပ်လိုက်မယ်ဆိုပြီးပြောနေခဲ့ပါတယ်။ဆိုရဲဆရာလေးတောင်းပန်နေခဲ့တဲ့နောက်ကောင်းကောင်းစူးစမ်းပါမယ်ဆိုပြီးတောင်းပန်နေခဲ့ကအဲ့ဒါကြောင့်တောင်းဝင်မှုမရှိသေးဘူးမုန်းနာဆိုပြီးတော့တီမင်းကိုက်ကကောင်းလေးပြောပြီးထွက်သွားခဲ့ပါတယ်။သာဒီဖွဲ့ရဲ့ကောင်းဆောင်တော့မဟုတ်သေးဘူးဆိုမင်းရဲ့အကောင့်တွေကိုဆင့်ခေါ်လိုက်ပြီးတော့သူတို့ပညာပြလိုက်ဆိုပြီးတော့ပြောနေခဲ့ပါတယ်။ ဒီရဟန္တာလေးရောက်ပါခဲ့ပြီးတော့ဒီစင်တိုက်ခိုက်သူလေးရောက်ပြီးတော့စီစင်တိုက်ခိုက်သူကတယောက်ပါရှိခဲ့ပြီးရင်နာမှာဒီကောင်ကြီးကအောက်ဆင့်ရှိရဲ့ကောင်တွေပဲဖြစ်ကြောင်းပြောခဲ့ပါတယ်။ကုလီတင်းငါတို့အော်သွားတဲ့ကောင်ကကြည့်ရတာကုတသူလို့ထင်နေအေးရောအဖွဲကောင်းဆောင်ဂျာပန်ကျင်းစာကတိတ္တရဲမှာလူနေရေးပစ္စည်းကိုပေးခဲ့တယ်။ဖေဂန်နဲ့ဆိုရဲ့ဂျူကနေပြုလုပ်ထားတဲ့နတ်ဆိုရီစားသုံးတဲ့လက်အိတ်ကိုတို့ခဲ့ပြီးရင်နာမှာတော့ဒီနာမှာလျှော့လဲနိုင်တယ်။အေးရောတတိယစုဆိုပြီးပြောနေခဲ့ရင်တော့ တင်မင်းပန်းရပါတယ်လေဝင်းတန်းဆက်မျိုးသားတွေကိုရောက်လာခဲ့ပါတယ်။ဂျာရီဂွန်လုံးကတိုက်ဆိုင်မှုတစ်ခုဆိုတာလုံးဝမဖြစ်နိုင်ဘူး။စုလေးကြည့်နေခဲ့တဲ့နောက်မှာတော့ဂျပန်မှာလေလူသားတွေကို ORI ထိပ်ပြီးစန်းတန်းစွာရက်ဆက်ပြီးနှိမ့်ဆက်နေခဲ့ကြတာကစုလေးတစ်ခုခုဖြစ်မယ်လို့ခန့်စားနေမိခဲ့ပါတယ်။